နိုင်ငံခြားငွေစည်းမတည်ငြိမ်အောင်လူမှုကွန်ရက်တွေမှာလှုံ့ဆော်နေသူတွေကိုစောင့်ကြည့်အရေးယူနေပြီးတရားဝင်လိုင်စင်မရှိဘဲနိုင်ငံခြားငွေကြေးတွေဝယ်ယူရောင်းချလဲလှယ်တာကိုရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေသူတွေကိုအရေးယူနိုင်ရေးအရှိန်မြင့်မယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဇွန်၁၂ရက်ကထုတ်ပြန်ထားပါတယ်။ USDT အပါအဝင်နိုင်ငံခြားငွေကမောက်ကမဖြစ်စေဖို့ရည်ရွယ်ပြီး အွန်လိုင်းပေါ်မှာဈေးကစားတာမမှန်ကန်တဲ့သတင်းတွေဖြန့်ဝေတာတွေဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေကိုနိုင်ငံခြားသုံးဝင်စီမံခန့်ခွဲမှုဥပဒေငွေကြေးခဝါချမှုတိုက်ဖြည့်ရေးဥပဒေငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေဆက်သွယ်ရေးဥပဒေတွေနဲ့အညီသက်ဆိုင်ရာမြို့နယ်တရားရုံးတွေကိုတရားစွဲဆိုပြီးအရေးယူပြစ်ဒဏ်ချမှတ်ထားတဲ့ဖြစ်စဉ်တွေရှိတယ်လို့အဖော်ပန်ကထုတ်ပြန်ပါတယ် USDT နဲ့နိုင်ငံခြားငွေစည်းနှုန်းတွေမတိမငိမ့်ဖြစ်စေဖို့ Facebook page Facebook group Viber group နဲ့ application ဥပမာမြန်မာ market price တွေကနေလှုံ့ဆော်မှုဆောင်ရွက်နေတာတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကစောင့်ကြည့်လေးရဲ့ရှိပြီးလှုံ့ဆော်မှုဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်တွေရဲ့ pay account နဲ့ banking account တွေကိုပိတ်သိမ်းတာဖုန်းစင်ကတ်တွေကိုပိတ်သိမ်းတာတည်ဆဲဥပဒေနဲ့အညီတရားစွဲဆိုအရေးယူတာတွေကိုလည်းဆောင်ရွက်လေးရဲ့ရှိကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ တရားဝင်လိုက်စင်မရှိပဲနိုင်ငံเจ้าငွေကြေးတွေဝယ်ယူရောင်းချလဲလေတာကိုရည်ရွယ်ချက်ရှိရှိနဲ့ဆောင်ရွက်လျက်ရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုထိထိရောက်ရောက်အေးအေးယူဆောင်ရွက်နိုင်ရေးအချိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးကြေညာအပ်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။နိုင်ငံเจ้าငွေလဲလဲနှုန်းတည်ငြိမ်စေရေးနဲ့ဈေးကစားမှုတွေမရှိစေရေးအတွက်သွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့နိုင်ငံเจ้าငွေတွေကို online trading platform ကနေတဆင့်ရောင်းချပေးတာနိုင်ငံเจ้าကိုဈေးကူတာပညာတော်သင်သွားတာဖျားဖူးသွားတာ အလုတ်ကင်ကိစ္စရက်တွေနဲ့ထွက်ခွာသူတွေအတွက်အသေးဆုံးနိုင်ငံခြားငွေတွေကိုပုတ်ကလေးကဘန်တွေရဲ့ငွေလဲကောင်တာတွေမှာရောင်းချပေးတာတွေကိုဆောင်ရွက်ပေးနေတယ်လို့ဘဝဘဏ်ကထုတ်ပြန်ပါတယ်။